တင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်လက်တင်ချက်နဲ့မှဒီကနေ့နောက်ဆုံးရတင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်တစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ကန်အပ်ပါတယ်ခင်ဗျာအခုတကပါမအုံဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ရန်ကုန်မှာပြုလုပ်တဲ့ဣဒိယအဖွဲ့ရဲ့နောက်ဆုံးဖြောပြပွဲမှာအသက်39နှစ်အရွယ်အစိုးရအက်တီနို တချင်းစိုးရဲ့နှလုံးရောဂါနဲ့လဲကျကွယ်လွန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါရစ်။ရန်ကုန်မြို့တင်ကန်းကျုံမြို့နယ်မှာရှိတဲ့ Eastern Yangon Ivan Pat မှာပြုလုပ်တဲ့ Eastern Yangon Ivan Pat မှာပြုလုပ်တဲ့ EDA ဖွဲ့ရဲ့နောက်ဆုံးဖြောပြပွဲမှာအသက်39နှစ်အရွယ်ဆိုတော့ Edino ဟာတချင်းစိုးရဲ့နှလုံးရောဂါနဲ့လဲကျကွယ်လွန်သွားတယ်လို့ကွယ်လွန်သူရဲ့ရင်းနှီးတဲ့မိဆွေများနဲ့နှွေးညာတိုင်းဝိုင်းထံကသိရပါရစ်။ယမန်နေ့ညပိုင်း Eastern Yangon Ivan Pat မှာပြုလုပ်ခဲ့တဲ့ကွယ်လွန်သူဆိုတော့ Raymond အမတ်တရနဲ့ EDA ဖွဲ့ရဲ့နောက်ဆုံးဖြောပြပွဲမှာ အစိုးရအဒီနိုတချင်းဆုံနေရင်လဲကြသွားကြကြောင်းအဲဒီနောက်မှာစေယုံတို့ဖိုးဆောင်စဉ်ကွဲလွန်ခဲ့ကြောင်းသိရှိရပါတယ်အစိုးရအဒီနိုကကွဲလွန်သူအစိုးရရေမွန်ရဲ့မငုံနဲ့တော့တချင်းကိုတီးဆုံနေရင်လဲကြကွဲလွန်ခဲ့တာဖြစ်ပြီးတော့ကွဲလွန်ချိန်မှာအသက်39နှစ်ရွယ်ရှိနေပြီဖြစ်ပါတယ်အခုကျွန်တော်တို့ Fever 109 band ကိုစတင်တည်ထောင်ခဲ့တဲ့ founder vocalist composer drama တဦးဖြစ်တဲ့အဒီနိုဟာ25ရက်ဆယ်လ2025 Idea Firewall တော်မှာတချင်းဆိုဖြောပြနေကြမှာ ဟက်အတက်ဖြစ်လို့ကွယ်လွန်ဆုံးပါသွားပြီဖြစ်ပါတယ်လို့ Fever 109 Band ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ယမန်နေညာကပြုလုပ်တဲ့ဖြောပြေပွဲမှာကွယ်လွန်သူအစိုးရ Raymond တို့အမှတ်တရနဲ့ EDA ဘွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ဖြောပြေပွဲဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့တတခိုင်မှာအကျွေးပေးရန်ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းပြမပယ်ဖြတ်တယ်လို့အချမ်းဘတ်စက်တက်လက်အောက်ခံယူကောက်ပွဲကော်မရှင်ကြေညာခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ လက်ရှိပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တခိုင်မှာအကျွေးတွေပေးရန်ရှိတဲ့အချက်ကြောင့်လော့တော့ကိုစလဲလောင်းဖြစ်ကနေပယ်ဖျက်လိုက်တယ်လို့စတက်လာအောက်ကန်ရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်ပါတယ်။ရန်ကုန်တိုင်းအမျိုးသားလော့တော့မဲဆန္နာနဲ့အမတ်နဲ့မှာအမည်စည်းရင်တင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌတတ်တခိုင်ဟာလက်ရှိတဆိုင်ရလော့တော့ရွေးကောက်ပွဲဥပဒေပုံမှရှေ့ကာကြီးပါပြဋ္ဌာန်းချက်နဲ့ညှိဆုံးတာကြောင့်လော့တော့ကိုစလဲလောင်းစည်းရင်ကနေပယ်ဖျက်လိုက်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။ ဒါဟာကဘာကြီးဖះလမ်းနဲ့ဆရာဆန်းလမ်းထောင်းမှာရှိတဲ့68 resident အင်အားစီမံကိန်းကိုတတက်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကံမောစာပန်ထံငွေကျပ်ဘီလီယံ100ကျော်ချင်းငှားခဲ့ကြောင်းတို့ရမှာ68 resident အင်အားစီမံကိန်းဟာအချိန်မီဘီစီချင်းမရှိခြင်းအခန်းအနိုင်ခြင်းတွေမရှိခဲ့ကြောင်းဒါပြင်ကံမောစာပန်ကချေယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်ဟာလည်းပြန်လဲပေးစနိုင်ခြင်းမရှိတဲ့ကြောင်းသိရပါတယ်လက်ရှိမှာစစ်တကပြင်ဆင်ထားတဲ့ဘီတိုလော့တော်ရွေးကောက်ပွဲဥပဒေခန်းငါ ဘုံမရှိကာကြီးပါလော့တော့ကိုစလဲရေချင်းတတ်မှတ်ချက်တယ်မှာနိုင်ငံတော်နဲ့ပုပ်ပလီကသုံးမဟုတ်မတင်းလျော်တဲ့ပေးရန်တာဝန်ခင်ရှင်းသူများလို့ပြတန်းထားရမှာအခုတတ်တက်ကန်ဟာကမ္ဘောဇားဘဏ်ကိုငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှင်းနေတာကြောင့်အစိုးရဥပဒေပုံမနဲ့လည်းညှိဆုံးနေတယ်လို့သိရပါတယ်လက်ရှိမှာတတ်တက်ကန်အပါဝင် လက်ရှိမှာတတ်တက်ကန်အပါဝင်လော့တော့ကိုစလဲလောင်း86ဦးကိုလော့တော့ကိုစလဲလောင်းအရေးအချင်းတတ်မှတ်ချက်တင်နေမပြေးမိတာကြောင့် လော်တော့ကိုစလဲလောင်းနေဖြစ်ကနေပယ်ဖျက်လိုက်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်းကတော့ဒေါ်လန်ရေးပွဲများတိုင်းရင်းသားများအားလုံးစူးစီးညံ့ညုံမှုနဲ့အမှန်တရားပေါ်ရက်တိပြီးအောင်ပွဲရတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့ GIO KIA ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ပန်လာတိုက်တွန်းခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံမှာတော်လန်ရေးဖွဲ့များဒိုင်းရင်သားများအားလုံးစူးစီးညံ့ညုံမှုနဲ့အမှန်တရားပေါ်ရက်တိပြီးတော့အောင်ပွဲရတဲ့အထိဆက်ရနာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ ်ဂိုင်းဟုတ်ဂိုင်းရဲ့ဥက္ကဋ္ဌပိုချုပ်ကြီးအင်ပန်လာကတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒီကနေ့ကြာရောက်တဲ့65နှစ်မြောက်65နှစ်ပြည့်ဂိုင်းဟုတ်ထိမ့်မတ်မိန်ကုံးမှာဂိုင်းဟုတ်ဂိုင်းရဲ့ဥက္ကဋ္ဌပိုချုပ်ကြီးအင်ပန်လာကခိုးလို့ပြောဆိုသွားခြင်းဖြစ်တယ်လို့ကချင်းတရင်ရင်းမြက်ကဥက္ကဋ္ဌရဲ့မိန်ကုံးကိုမြန်မာဘာသာပြန်ဆိုရှင်းပြထားတာဖြစ်ပါတယ်အခုသူပြောတာကအခုချိန်မှာကချင်းလူမျိုးတွေရောဒိုင်းရင်သားဘောင်းဆောင်အတူလက်တွဲပြီးတော့စီစီလုံးလုံးညင်ညင်ညွန့်ညွန့်နဲ့မန်ကန်နဲ့ရတ္တိချန်နဲ့မေတ္တာပြလက်တွဲခေါ်ပြီး ဒေါ်လန်ရေးကိုလက်တွဲပြီးတော့အောင်ပွဲရတဲ့အထိတိုက်ရမယ်။အားလုံးတူတူညီညီညွတ်ညွတ်နဲ့တွားရမယ်။အခုဆိုရင်ဒေါ်လန်ရေးဘွဲတွေအများကြီးရှိတယ်။ဒါတွေအားလုံးစုစည်းညီညွတ်ရမယ်။နိုင်ငံရေးစစ်ရေးကိုချိန်ညှိပြီးဆက်လက်တိုက်ပွဲဝင်သွားရမယ်ဆိုတာကိုဥက္ကဋ္ဌကပြောထားတယ်လို့အဆိုပါကချင်းသတင်းရေးမြစ်ကရှင်းပြပါတယ်။ဒါပြင်အတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအတွက်ဆေးဆက်ဆွေးနွေးရေးလမ်းကြောင်းကိုတွားရမှာဖြစ်ပေမဲ့လည်းအခုကစစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့်ရွေးကောက်ပွဲကိုထောက်ခံသူနဲ့ခံခွက်သူဖွဲ့ချင်းတစ်ခုကိုကွဲသွားပြီ ညီနိုင်ရဲ့လမ်းကြောင်းကလည်းဝေးကွာသွားခဲ့ကောင်။ပြည်တွင်းစစ်လည်းကြာရှည်မှကိုဇိုးရင်တယ်လို့ဗိုလ်ချုပ်ကြီးအင်ပန်လာကပြောဆိုပါတယ်။အခုအော်ဖတာကပြောတဲ့ထဲမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုသူကအထူးဇိုးရင်နေပါတယ်။ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့ကံကွက်တဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့ကွဲသွားမယ်။ဒီအဖွဲ့စင်းတစ်ခုကလွယ်လွယ်နဲ့ညှိနှိုင်းဖို့ခက်ခဲသွားလိမ့်မယ်။နောက်ပြီးပြည်တွင်းစစ်လည်းဒီထက်ပိုပြီးတော့ကြာရှည်သွားနိုင်တယ်။အရာကိုလည်းသူကထည့်ပြောပါတယ်။နောက်ပြီးစစ်တပ်အောက်ကပြည်သူတွေအနေနဲ့ ရွေကောက်ပွဲကိုဖူပေါင်းရမယ့်အခြေအနေတွေမှာသတိထားကြဖို့လဲသူကထည့်ပြောတယ်လို့အဲ့ဒီကချင်သတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါတယ်။ဒါပြင် KIO KIA ဥက္ကဋ္ဌကဇွန်းလို့ပေးဆက်ခဲ့ရတယ်။အသက်သွေးချွေးခန္ဓာကိုယ်အစိပ်ပိုင်းနဲ့ဘဝများလဟာတာမဖြစ်စေရတဲ့ဒေါ်လန်ရေးကိုအောင်မြင်သည့်သည့်ဆက်လက်တိုက်ပွဲဝင်ရှောက်လန်းရမယ်လို့လည်းကတိပေးပြောဆိုထားတယ်လို့သိရပါတယ်။ရခိုင် KIO KIA စတင်ချိန်ကလက်လုံတနက်နဲ့စတင်ခဲ့တော့လေရခိုးချိန်မှာတော့စတနက်နဲ့တိုက်ပွဲဝင်နေကြအောင် က်ရှိကချင်းဒေါ်လာရင်းမှာအားလုံးနဲ့အတူလက်တွဲဆောင်ရွက်ခဲ့ပြီးစည်ရင်းနဲ့နိုင်ငံရေးမှာပါနောက်ဆုတ်ချင်မရှိပဲရှေ့သို့တိုးနေကြောင်းဒီတော့ဖရာသခင်ကိုယေရှုတင်ပြီးဂိုင်းဟုကိုင်းရင်ဖွဲ့ဝင်များအားလုံးကိုလည်းယေရှုတင်ကြောင်းဩက္ကဋ္ဌကထက်သွင်းပြောဆိုတော့ပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မြားရီမျိုးကေကေဘက်ကနေမဲဆောက်ကိုထွက်ပြေးလာတဲ့နိုင်ငံသားသားရေတော့1233ဦးထိရောက်ရှိနေပြီးတော့နောက်ထပ်လည်းထွက်ပြေးသူတွေထပ်တိုးလာနေတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ် ကရင်ပြည်နယ်မြဝတီမြို့နယ်မှာရှိတဲ့ KK ဘက်ကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးလာတဲ့နိုင်ငံသားသားအရေးတွတ်1233ဦးထိရှိလာနေတယ်လို့ထိုင်းသတင်းဌာနများရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာ22ရက်နေ့ကနေစတင်ပြီးတော့ BGF က KK ဘက်မှဂျားပြန့်လောက်ကိုင်းသူများကိုစတင်နှဲ့လို့ချင်းခေါ်ထုတ်ချင်းများကိုလုံဆောင်ခဲ့ပြီးနောက်မှာတပတ်ထိုင်းနိုင်ငံမဲဆောက်ဘက်ချမ်းတို့ရာနေချီတဲ့နိုင်ငံသားသားများထွက်ပြေးကြကြောင်းယခုကမဲဆောက်မြို့မှာ ကကေပန်းမှာထွက်ပြေးလာတဲ့နိုင်ငံသားအရေးအတွက်1233ဦးတိရှိလာကြောင်းလက်ရှိချိန်မှာလည်းကြာပြန့်လုပ်ငန်းလုပ်ကိုက်နေသူတွေဟာမြန်မာနိုင်ငံတွင်းမှာထိုင်းနိုင်ငံဘက်သို့ဆက်လက်ပြီးတော့ထွက်ပြေးမှုတွေရှိနေစေဖြစ်ပြီးတော့ကကေဘက်တွင်းမှာလည်းပောက်ကွဲမှုတွေဖြစ်ပေါ်နေတယ်လို့သိရှိရပါတယ်။မြ ாரி မျိုးရဲ့မြောက်ဘက်မှာရှိတဲ့ကကေဘက်ကိုဂျာမန်စစ်တပ်ကဝန်ရောက်စီးနင်းရန်ရှိနေတယ်ဆိုတဲ့သတင်းတွေကြောင့်ကြာပြန့်လုပ်ငန်းလုပ်ကိုက်နေသူတွေဟာမြ ாரி မျိုးတွင်းနဲ့ထိုင်းနိုင်ငံမဲဆောက်မျိုးသို့ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့မြ ாரி မျိုးကန်တွေကဆိုပါတယ်။ အစိုးရ KK ပတ်ဝင်းထဲမှာယမန်နေ့အော်တိုဘားလာ23ရက်နေ့ညပိုင်းကဆက်လို့ပောက်ခွဲတံတွေဖြစ်ပေါ်ခဲ့ပြီးအဲဒီပောက်ခွဲတံများနဲ့ပတ်သက်ပြီးတော့ BGA ဘွဲကဖောက်ခွဲခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်ဆက်လက်ပြီးထမ်းမှန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ခေါင်းလန်းဘူးမျိုးနယ်နဲ့ဗမော်ဘက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့ KYA ပြောဆိုကစစ်တပ်က စတိုက်ဘုံကျဲနေလို့ဝေဟင်းတန်းကိုနားဆွင့်ဖို့လုံခြုံတဲ့နေရာတိစောက်ထားဖို့တိုက်တွန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာကချင်ပြည်နယ်ဗမော်မြို့နယ် ခေါင်းလန့်ဖို့မျိုးနယ်တွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ GIA ကချင်လိုလက်ရေးတက်မတော်တရင်ပြန့်ကြားရေးတာဝန်ခံဘုံမူချင်းတော့ဘူကဒီကနေ့မှာပြောပါတယ်လက်တလောကချင်ပြည်နယ်ရဲ့စစ်ရေးအခြေအနေတွေကိုမေးမြန်းရမှာဘုံမူချင်းတော့ဘူကအရင်တိုက်ပွဲတွေဖြစ်နေတဲ့ဗမော်မာတိုက်ပွဲတွေဆက်ရှိတယ်လို့ဝိုင်းမော်ဘက်မှာလည်းလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေနေတိုင်းနေပါရှိတယ်လို့ယမန်နေ့အော်တိုဘာလ25ရက်နေ့မှာပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်ဒါပြင်ယခုဖာကန်ဘက်မှာတိုက်ပွဲတွေငြိမ်နေပေမဲ့ အကြမ်းဖက်ဆာကာဆာကလူနေရက်ခွက်တွေကိုလက်နက်ကြီးနဲ့ဒရုန်းတွေဖြစ်ခတ်မှုတွေရှိတယ်လို့ဆိုပါတယ်။ဒါပြင်ခေါလံဖူးမျိုးနယ်နဲ့ဆက်ဆက်နေတဲ့လမ်းဆယ်ဘက်မှာလည်းတိုက်ပွဲတွေဇက်တိုက်ရှိနေတယ်လို့အသိပေးထားပါတယ်။ယခုလိုတိုက်ပွဲတွေဆက်ဖြစ်နေပြီမယ်။စစ်တပ်ရဲ့အခက်အခဲတွေရှိတဲ့အတွက်မြေပြင်အခြေအနေကိုတော့အသေးစိတ်မသိရသေးဘူးလို့ဗိုလ်မှူးကြီးနော်ဘူကဖြေပါတယ်။လက်ရှိ KIA ပူပေါင်းတပ်ဟာခေါလံဖူးမျိုးနယ်ကလက်တန်းရွာနဲ့မကောင်တန်းရွာကစစ်တပ်နဲ့ပြည်သူစစ်တပ်စခန်းတစ်ခုကို ပြီးခဲ့တဲ့အော်တိုဘာလ21ရက်နေ့ကဒိန်ပိုက်ခဲ့တယ်လို့စီရေးသတင်းရင်းမြစ်တချို့ကပြောထားပါတယ်။အချမ်းပဲစကားစာတိုက်ပွဲတွေမှာထိနာတဲ့အခါလေးချောင်းဆစင့်ရည်တွေပိုမိုလှုပ်လေရှိတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ21ရက်နေ့အော်တိုဘာလ22ရက်နေ့တို့မှာလန်ဆယ်ဒေတာဝိုင်းမော့လမ်းမြန်ရွှေချောင်းပင်နဲ့ဖာကန့်ဒေတာစတဲ့ KIO ထိန်ချုပ်နယ်မြေတွေကိုလေးချောင်းတက်ခိုင်းမှုတွေအများပြားလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အော်တိုဘာလ21ရက်တစ်ဆက်ထဲမှာပဲ KIO KIA ထိန်ချုပ်ရာနယ်မြေ17နေရာကိုစကောင်းစစ်ကဘုံချက်ခဲ့ပြီး အရိထဲမှာတိုက်ပွဲဖြစ်တဲ့နေရာဒုံးနေရာသာပါဝင်ပြီးတော့အများစုကဖျားရှစ်ကိုចောင်းနေခြေရွာတွေကိုဘုံကျဲတာလို့ကိကန်ရေးကအသိပေးထားပါတယ်။လက်ရှိမှာအချမ်းပတ်စကားစာတနိုင်ငံလုံးတိုင်းတာနဲ့လေးချောင်းတိုက်ခိုက်နေတာဖြစ်လို့ပြည်သူတွေနေနဲ့ခူးချိန်မှာလေးချောင်းတရင်နာဆွင်းဖို့ကိုလည်းဘုံမူချင်းတို့ဘူကတိုက်တော့ပါတယ်။အချမ်းပတ်စကားစာအခုချိန်မှာပြည်သူလူသူရောရန်သူရောဘာမှမခွဲခြားဘဲနဲ့လေးချောင်းကနေတိုက်ခိုက်တာအသေးကန်ဒရုန်းနဲ့တိုက်ခိုက်တာတွေလုံးဆောင်နေတာလို့ဆိုပါတယ်။ ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းဝေဟင်တရင်တွေကိုအမြဲတမ်းနားထောင်ဖို့လိုသလိုမိသားစုတွေလုံခြုံတဲ့နေရာတွေကိုလည်းတိစောက်ထားဖို့လိုတယ်လို့ဘုံမူချင်းတို့ဘူကပြောပါတယ်။အခုပြည်သူလူထုအနေနဲ့လည်းဝေဟင်တရင်တွေအမြဲတမ်းနားထောင်ဖို့လိုပါတယ်။မိသားစုတွေလုံခြုံတဲ့နေရာတွေကိုလည်းတိစောက်ထားဖို့လိုပါတယ်လို့ဘုံမူချင်းတို့ဘူကတိုက်တွန်းနှိုးဆော်ထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဇမုတ်တန်ဘတ်စင်တင်းနဲ့နှစ်ကစသားတွေကိုယာတို့တိုးပေးပြီးစက်တက်ထဲမှာမထွက်ရန်စီယုံမှုစတင်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ မကြမီစမှုတန်ကာလနှစ်နှစ်ပြည့်တော့မဲ့စမှုတန်ဘတ်စင်တစ်ကစမှုတန်တသားတွေကိုယာတို့တိုးပေးပြီးတတ်ထဲကနေမထွက်ခွာဖို့ဈေးုံရဲတွာအကြမ်းမဲ့စစ်တပ်ကစတင်လှုပ်ဆောင်နေပြီလို့တတွင်သတင်းရင်းမြစ်တွေထံကသိရပါတယ်စမှုတန်ဘတ်စင်တစ်တရာလာမဲ့ဧပြီလမှာနှစ်နှစ်ပြည့်တော့မှာဖြစ်ပြီးအရိတသားတွေကိုတဆင်းမြင့်ယာတို့ဖြစ်တဲ့ဒူတက်ချက်အဆင့်ကိုဒိုးပေးနေတာဖြစ်တယ်လို့သိရပါတယ်အခုတိုက်ပွဲဒူးချုံတွေကိုယာတို့ပေးလာတာတော့တွေ့ရတယ်အဘဆင်း၁၄လောက်ထိရှိရပေါ်တော့လို့ဘိုးကြီးစိန်ဟောကပြောပါတယ် ဒါပြင်စစ်တာဇမှုတန်တသားတတိမဝင်ရောက်တော့မှကိုစိုးရင်နာကြောင့်ဇမှုတန်တသားဟောင်းလေးကိုနှစ်ပြေးတာနဲ့လှုပ်ပေးတယ်ဆိုတဲ့ပုံစံမျိုးရအောင်လှောက်ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီမှာဗိုလ်ကြီးစုံအောင်ကဆက်လက်ပြီးအခုထွက်ခွင်းကိုတော့သူတို့ကပိတ်မှာမဟုတ်ဘူး။ပိတ်လိုက်ရင်ခြေနေတွေစိုးကုန်မယ်။ဇမှုတန်တွေကနှစ်နှစ်ပြည့်ရင်ထွက်ခွင်းရမယ်ဆိုပြီးတော့ဒီနဲ့နဲ့တွဲမှာမတီးအောင်ကြိုးစားလာတာပေါ့နော်။အဲဒီနှစ်နှစ်ကလည်းပြည့်ရောမထွက်ရဘူးဆိုလို့ကတော့အရင်စစ်တပ်တက်ပြတ်တယ်လို့ထပ်ပြီးတော့ပြတ်မှာ။အဲ့တော့ယာရူးတိုးပြီးတော့တန်ရောစင်ဖြစ်အောင်လုပ်တာပေါ့နော်။ မင်းတို့ပြန်နှံဝင်မဟုတ်တဲ့အရာရှိဖြစ်သွားပြီဆိုပြီးသူတို့ထဲမှာနေချင်းစိတ်ဖြစ်အောင်လှုပ်တာပေါ့နော်လို့ရာထူးတွေကိုတိုးပေးပြီးစည်းယုံတဲ့အကြောင်းကိုပြောပြပါတယ်။လက်ရှိမှာဘတ်ဆင်တစ်ခုကိုလူအယောက်9000ကျော်စုဆောင်မယ်လို့ကြွေးကြော်ခဲ့တဲ့စစ်တပ်။နောက်ပိုင်းဘတ်ဆင်တွေမှာတော့စစ်မှုထမ်းရာထားချက်ပြင်းမိတဲ့အထိလူတွေမရတာကြောင့်အဘတ်ဆင်တစ်ခုကိုတက်နေစင်မှာပင်ရားတဲ့နီးနဲ့လူငယ်တွေကိုထပ်မံစုဆောင်ပြီးထထိုးဝင်ရတဲ့နဲ့ဖမ်းဆီးပို့ဆောင်နေရတယ်လို့သိရပါတယ်။အခုသူတို့တွေလူရဲအတွက်ကိုပြင်းမိအောင်မရနေတာတော့သိကြတယ်။ အဲ့လိုဆိုတော့သူတို့ကရားတလောက်လိုက်ဆွဲတယ်ပေါ့နော်တယောက်ဆွဲနှစ်ယောက်ဆွဲကနေသူတို့ကလူရန်လိုလာပြီးပြီဆိုရင်ယထာကိတ်ဂါခိတ်တွေကနေလူတွေဖမ်းတယ်လို့သိရပါတယ်တေချာတီးရတာကတော့ယထာပေါ့နော်ဒါတွေကိုစစ်မှုတန်းတွေကနေထွက်ပြေးလာတဲ့သူတွေစီကနေကြားနေရပါတယ်ပြီးတော့ကျွန်တော်တို့မှဖရဲသည်တွေတင်တန်းချောင်းတွေမှာလည်းကျွန်တော်တို့လူတွေရှိပါတယ်လို့ဒီသူရင်ဝင်ကတာဝန်ရှိသူတဦးကရှင်းပြပါတယ်အချမ်းမဆက်တာယထာတွေကားတွေမှာစီးနေလိုက်ပါမယ်လူငယ်တွေရဲ့စီးရင်မှန်သမျှကိုကြိုးတင်ရရှိထားတာကြောင့် အစောပါဘူတာယုံအကြီးတွေမရှိတဲ့မျိုးနယ်ဂိတ်လေးတွေမှာဘော်တာဆွဲဖန်ဆီးတာတွေကိုမကြာခဏလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုကျွန်တော်တို့အဲ့လိုပြောလို့ဘူတာတွေမှာအများတန်းဖန်နေရတော့မဟုတ်ပါဘူး။သူတို့ကအဲ့လောက်ရုပ်ပြဆင်းပြမလုပ်ဘူး။မလိုရင်တော့လှုပ်ပေးထားတယ်။အဲ့လိုဆိုတော့လူငယ်တွေကလည်းပေါ့ပေါ့ယောယောပြန်ဖြစ်ပြန်ရော။ပြီးတော့မှသူတို့ကတအားလိုလာပြီဆိုရင်ဝုံးကနေဆော်ထက်လိုက်တာ။အဲ့လိုဆိုတော့ဖန်တိုင်းပါတယ်လို့အဲ့လိုဆိုတော့ဖန်တိုင်းပါတယ်လို့စရိယံဘိုးကြီးစင်ယောက်ကချင်းနေတွေကိုပြောပြပါတယ်။ဒါပြန်ပြီးခဲ့တဲ့ဩဂတ်စလ3ရက်နေ့တုန်းကလည်း စမှုတန်းချိန်မပေးနိုင်လို့စမှုထမ်းခဲ့ရပြီးတဲ့နောက်ဒူတချက်ဖြစ်ရာထူးတိုးလာခဲ့ပြီးစကိုင်းတိုင်းတမူခိရရဲ့မနစ်တရင်ထံကိုလက်နဲ့တကွာလင်းဝင်ရောက်လာတာတွေလည်းရှိတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ကြတဲ့တရင်ပိတ်တံများကိုကျေးဇူးထိုးပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတရင်တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။